အစ္စလာမုအလัยကုမ်ဝါရဟမတုလလာဟီဝဘရကာတူယနေ့ဟီဂျရီ1446ခုရှာဝလ17ရက်ခနေ့နေ့2025ခုနှစ်ဧပြီလ10ရက်နေ့ဇာတာပရီနေ့မှာအမ်နတေအောင်မင်းကြီးရဲ့သင်ခန်းစာအမှတ်စဉ်985ကို တင်ပြမှာပါဒီနေ့တင်ပြချင်တာကတော့ကျွန်တော်တို့ဒုက္ခဖြစ်နေတဲ့အချိန်ကျွန်တော်တို့အိမ်ရဲ့ပြင်ပကိုရောက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ကျမ်းမာရေးတွေနဲ့အားလက်ချိန်တွေကိုတန်ဖိုးထားမဲ့အမယ်အကြောင်းကိုတင်ပြမှာပါ ကျွန်တော်တို့အကြိမ်ကြိမ်တင်ပြဘူးပါတယ်ကုရမဆလလလစ်စလမ်ရဲ့ဟာဒီသ်တော်တစ်ပုဒ်ဟာဇတ်အစ်မင်းအဘတ်စ်ရာဒီအလာဟူအန်ဟူမာတခင်ကြီးကစင့်မြန်ခဲ့ပါတယ်နိမတနီမဂဘူနွန်ဖီဟီမာကသီရွန်မင်အန်နတ်စ်အဆ်ဟတ်ဝလ်ဖရာဂ်အနိမတ်နှစ်ခုစီစိမ်နှစ်ခုနဲ့ပတ်သက်ပြီးတော့လူတွေဟာဆုံးရှုံးနေနာနေရတယ်တစ်ခုကတော့ကျန်းမာရေးဖြစ်ပြီးတော့နောက်တစ်ခုကတော့အလတ်ချိန်ဖြစ်တယ်လို့ကိုတော်ကနှိမ့်ပါတယ်အကျွန်တော်တို့အခုလိုဒုက္ခဖြစ်နေတဲ့အချိန်ဒီမှာကျွန်တော်တို့ရဲ့တာမန်လုံနေကြ အလုတ်တွေဟာဆိုရင်လည်းရက်ဆိုင်နေတာတွေများပါတယ်ကျွန်တော်တို့ဆိုင်းနေကျွန်တော်တို့ရဲ့အလုတ်တွေဒါတွေအားလုံးဟာဆိုရင် ရက်ဆိုင်နေတာများတယ်များတော့ကျွန်တော်တို့ဟာဆိုရင်ကိုယ့်ရဲ့ကန့်နေထဲမှာပဲနေထိုင်ပြီးတော့တနေ့တာအချိန်ကိုအလာပါတလာပါပြောရင်းနဲ့တခြားကိစ္စတွေပြောရင်းနဲ့ပဲကျွန်တော်တို့တွေကုံသွားလိုက်ရတာများတယ်နောက်တစ်ခုကျမကြီးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဂယုမဆိုင်မိတာတွေရှိကောင်းရှိနိုင်ပါတယ်ဒါကြောင့်ကျမကြီးကိုလည်းဂယုဆိုင်ပေးပါအားလက်ချိန်တွေကိုလည်းကျွန်တော်တို့တန်ဖိုးထားပြီးတဲ့နောက်ပိုင်းမှာအားနေရင် ကျွန်တော်တို့အဓိကကတော့ zikir အလောက်ကိုတရိယာတတ်တာကျွန်တော်တို့ကုရ်အန်တီလာဝတ်လောက်ဖို့လွယ်ကူမဲ့ပုံကိုများကကုရ်အန်တီလာဝတ်လုပ်နေတာကုရ်အန်လက်ထဲမှာယူဖို့ခက်ခဲနေတယ်ဆိုရင်လည်းပဲကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့အနှုတ်တိုက်ရတဲ့အာယတ်လေးတွေစူရာလေးတွေကိုဖတ်နေတာကွယ်လွန်သွားတဲ့ရှဟီဒီတွေကိုအီစာလေးဆဝါပို့တာကျွန်တော်တို့မုဆလမန်ကလွန်သွားတဲ့သူတွေစီကိုဒီဆဝပ်တွေပို့တာတွေကျွန်တော်တို့ထိုင်ပြီးတော့လုပ်လို့ရပါတယ်အဲ့တော့အနည်းဆုံးကတော့ကျွန်တော်တို့စီကီကလုပ်နေလို့ရတယ် ဟာဇတ်အယူဘ်အလိုင်စလမ်ရဲ့ဒုက္ခတွေနဲ့ကြုံခဲ့ရတယ်။ပိုင်ဆိုင်မှုတွေအလုံးနဲ့နာဆုံးရှုံးသွားရတယ်။ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းရစရာမကြည့်မရှိအောင်ကိုအနာတရားတွေဖြစ်သွားတယ်။ဒါပေမဲ့လည်းသူဟာအလောရှိမြတ်ကိုတရိယာတတခြင်းကိုမစွန့်လွတ်ခဲ့ဘူး။အလောရှိမြတ်ကိုတရိယာတတနိုင်ဖို့နှုတ်ရှာလေးကိုတော့ခြံထားပေးပါလို့အလတ်ထံမှာတောင်းဆိုခဲ့တယ်ဆိုပြီးတော့ဒါကျွန်တော်တို့သိရပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အလတ်ချိန်တွေကိုတနေ့တာတနေ့အကျိုးမဲ့တဲ့လုပ်ငန်းတွေထဲမှာ ျွန်တော်တို့သုံးဆွဲလိုက်တာမျိုးမလုပ်ဖဲနဲ့ကျွန်တော်တို့အတွက်နှစ်ဘဝနှစ်ဌာနမှာအကျိုးရှိစေမယ့်လှုပ်တည်လှုပ်ဆောင်ရင်းနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့တရီထားပြီးတော့ကိုယ့်အချိန်တွေကအလားတအချင်းကြီးဖြစ်နေသလားသမုတ်ကတန်ဖိုးရှိတဲ့နေရာတွေမှာတုံးနေကြသလားဆိုတာလေးတွေကိုကြည့်ရှုနိုင်ပါစေခရုစိုက်နိုင်ပါစေလို့ဒီနေ့ရသင်ခန်းစာအဖြစ်နဲ့ကျွန်တော်တို့ကိုကိုကိုလည်းတရီပေးရင်အားလုံးသောညီကောင်မောင်နှမများကိုလည်းအတိပေးရင်လည်းဒီကုန်းချုပ်ပါတယ် واخر دعوانا الحمد لله رب العالمين السلام عليكم ورحمه الله وبركاته